။ဘာပြဆိုပါဗျာ။ဥဒန်းကျူနေ။ဘာဥဒန်းကျူအောင်ဆိုတာ။လာလို့လည်းမနှစ်သက်ဘူး။ပြန်လို့လည်းပဲမစိုးရိမ်ဘူး။လာလို့လည်းပဲသဘောကျတယ်လို့ရှိ ပြန်သွားလို့လည်းစိုးရိမ်လို့လည်းမရှိဘူး။ဘာ၄ဘလို့ဖြစ်နေလို့မှတုံလုံးမရှိတဲ့ပုဂ္ဂိုလ်ရဟန္တာလို့ငါဆိုလေလို့မြတ်စွာဘုရား။အဲ့ဒီအသေးပဲလို့ရတယ်ကာတာလေးတခုကိုဥရန်ကျူတယ်ပြောနေရနော် ကံကံရဲ့အကျိုးလောက်တော့မတိလောက်အောင်တိုးနေတဲ့လူတွေပေးသွားရင် အပေလေးပုံထိနစ်သွားတတ်တယ်။နောက်တစ်ဆင့်နမောနာကိုပြောနေတယ်။နောက်တစ်ဆင့်ပါပြောတယ်။ဘဝထက်ရအောင်လုပ်တဲ့လူတွေဟာလည်းပဲကိုယ့်ကိုယ်ကိုနမောအောင်လုပ်နေတာ။အဲ့ဒါကျွတ်လို့လည်းပဲအဲ့ဒီတည်းပါ။ဘဝရအောင်မှာရပြီဆိုရင်နစ်မှာအခုဘယ်မှာနစ်မှာတော့ဆိုတော့တေချာပေါင်းနစ်ရမှာကတော့ဇာတိပစ္စယဇရာမရဏ ဥချင်းမှာနေရမယ်၊သိချင်းမှာနေရမယ်၊စွရင်ချင်းကိုကြွေးချင်းကိုဆင်းချင်းစီဆင်းပြင်းစွာပြင်းပချင်းမှာနှစ်ကိုနေရလိမ့်မယ်။ဟုတ်လား။နောက်ဆုံးအဲ့ဒါသိချင်းတရားနဲ့တွေ့ပြီးတော့တကယ်ကိုပဲစိတ်မချမ်းသာပဲနဲ့ပဲသွားကြမှာများပါလေ။ဘာဖြစ်လို့သိချင်းတရားနဲ့တွေ့ရင်စိတ်မချမ်းသာပဲနဲ့သွားရမယ်လို့အတက်ပြောနိုင်တုံးဆိုတော့နော်ဘဝရဲ့ပုံမှာနော်နားလေအောင်လုံမထားသေးဘူးဆိုတာကိုကြည်တော်အားဖြင့်ဒီဘဝဖောက်ပြန်ပြတဲ့အခါမှာ तू လက်မခံနိုင်ဘူး။ ်တိမခံနိုင်မှုဘုရားကတော့တိခံဖို့ဟောတယ်ဒါပေမဲ့ तू တိခံနိုင်လားမခံနိုင်ဘူးဘာလို့တိမခံနိုင်တာလဲဆိုတော့ခြေမှာနားလည်မှုကိုမြင်မအောင် तू လုံမထားဘူးနားမလည်ရင်လက်မခံနိုင်ဘူးလက်မခံနိုင်အဲ့ဒါဆင်းရဲတော့တာပဲတဘာဝတရားကြီးကတော့ तू လက်ခံတာလက်မခံတာကိုဘယ်သိတော့မသိဘူးသူ့သဘောကိုလိုက်လျောဖို့မပြောနဲ့နော်တေးချင်းကြရင်တစ်စက္ကန့်လေးတောင်စောင့်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မို့လို့ဘဝရခြင်းကိုက ဒုက္ခရခြင်းနှစ်မုံခြင်းပဲတကယ်ကဒါကြောင့်မြတ်စွာဘုရားဘဝရအောင်လုပ်နေတဲ့လူဟာမိုင်ပဲတာလူမိုင်လို့ပြောတာနော်အဲ့ဒါဘုန်းဘုန်းတို့ဒီစကလုံးလေးကိုနားလည်သွားပြီနော်ဘဝရဲ့အကြောင်းကိုအမှန်သိအောင်မကြည့်လို့မသိဘူးဆိုရင်ဒုက္ခတွင်းနဲ့နစ်သွားလိမ့်မယ်အဲ့ဒါတဘဝတပီးတဘဝနစ်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 လာတာပဲဟုတ်လားအဲနောက်ဆုံးပါဒါလေးရှင်းပြမယ်နော်နောက်ဆုံးပါဒါပြောတော့နတ္တိတင်ကောဝိဇာနတ္တ ဝိဇာနတံဘဝရဲ့အကြောင်းကိုအမှန်မြင်ကြည့်လို့အကယ်၍မြင်သိမယ်ဆိုရင်ဟောသိတဲ့လူတွေဘာဖြစ်မလို့နတ္ထိတင်ကောတဲ့တင်ကဆိုတာကညိတာတတကူကိုခေါ်နေကတ်ထားလိုက်တယ်ခွဲမရဟုတ်လားအဲ့ဒီကောင်လှုပ်ရင်ဒီကောင်လှုပ်တယ်သူတို့နှစ်ကပူနေတာဟုတ်လားနော်အဲ့လိုပဲကျွတ်ရဲ့စိတ်ကဒုက္ခတွေရဲ့အပေါ်မှာနော်အမှန်မသိနိုင်မှုအဝိဇ္ဇာကိုခြေခံပြီးတော့ကညိနေတဲ့သဘောရှိတယ် ချီနှောင်ခံထားရတဲ့သဘောရှိတယ်။ဟုတ်လား။အဲ့ဒါလောဘကိုပြောတာနော်။အဲ့ဒီကံကြီးမှုလောဘဒုက္ခအာလုံးလို့ရဲ့အဓိကအကြောင်းတရားကြီးဖြစ်တဲ့လောဘအဲ့ဒီကံကြီးမှုဟာတိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမရှိဘူးတဲ့။နော်နတ္ထိတင်ကောဝိဇာဏတံအမှန်တိတဲ့ပုဂ္ဂိုလ်ကြီးကံကြီးမှုမရှိဘူး။ကံကြီးမှုမရှိဘူးဆိုတဲ့ဇာတ်ကောဟာ哦သူလွတ်မြောက်သွားပြီလို့ပြောလိုက်တာ ਨੇ တူတူပဲ။ကံကြီးနေဘယ်တော့မှမလွတ်မြောက်ဘူး။ ဟုတ်လားမကန့်ကြီးမှလွံ့မြောက်တာဟုတ်လားဟိုတုန်းကတော့သင်္ကာမရှိဆိုလေရဟန္တာတော်ရှိအဲ့ဒါ तू ကြွလာတာ तू ကမိမကိုပြစ်ထားခဲ့တယ်ကလေးလေးတယောက်ကိုပြစ်ထားတယ်ပြစ်ထားတော့ရဟန်းပြုတ်သွားအရဟန္တာဖြစ်သွားအဲ့ဒါ तू ကြောင်းတော်ပြန်ကြွလာဘုရားရှိခိုးပြန်ကြွလာတဲ့ခါကျအဲ့ဒီတည်င်းသကားကို तू မိမကကြားကြားတဲ့ခါကျတော့ရောက်လာကလေးလေးချီပြီးတော့ရောက်လာ ြောက်လန့်ပြီးတော့ကိုတော့ဒါကိုတော့ကလေးကိုတော့တောင်းကိုတော့ပြုစုဆောင်ရှောက်ကလေးကိုထိုးပေးဘာကြည့်ကိုမရှိအဲ့ဒါနဲ့ကလေးကငိုငိုလဲကဲငိုပဲစီဆိုတော့အဲ့ဒီတကမှာအဲ့ဒီဘုံကြီးနာကိုအဲ့ဒီကလေးကိုချလာပဲချလာပြီးပြန်သွားကလေးကအတင်းငိုငိုလဲမကြည့်ဘူးဟောရဟန္တာဖြစ်နေတယ်လေအဲ့ဒါတွေကသူ့စိတ်ကိုတုံ့လောက်အောင်မလုံနိုင်တော့အဲ့ဒါနဲ့ တကမသွားသွားသွားခက်လန့်လန့်ရောက်တဲ့အခါကျတော့နော်နောက်ပြန်လှည့်ကြည့်မကြည့်ပဲမနေနိုင်ဘူးနော်ကလေးထားရဥမာကလေးကတက်မတက်ချက်မတက်ငိုးနေတယ်ကိုကလှုပ်ကုန်မလို့ဟာဒီတိုင်းဆိုဆိုဖြစ်ပါဦးလေရှုပ်ပြီးတော့ကလေးကိုပြန်ရှုပ်ပြီးတော့ပြန်သွားနောက်ပြန်မလာအဲ့ဒီမှာမြတ်စွာဘုရားဥဒန်းကျူးနေဟာဥဒန်းကျူးလို့ဆိုလာလို့လည်းမနှစ်သက်ဘူးပြန်လို့လည်းပဲမစိုးရိမ်ဘူး လာလို့လည်းပဲသဘောကျတယ်လို့ရှိ ပြန်သွားလို့လည်းစိုးရင်လို့လည်းမရှိဘာတွေဘလို့ဖြစ်နေလို့မှတုံလုံးမရှိတဲ့ပုဂ္ဂိုလ်ရဟန္တာလို့ငါဆိုလေလို့မြတ်စွာဘုရားအဲ့ဒီအတိတ်ပဲယူရတယ်ကာထာလေးတခုကိုဥရန်ကျူရန်ရှိ